ူသည်တခါတည်းတည်၍ထိုနောက်မှတရားစီရင်တော်မူခြင်းကို ခံရသကဲ့သို့ထိုနည်းတူခရစ်တော်သည် လူများအပြစ်တို့ကိုခံခြင်းကတခါတည်းကိုယ်ကို ပူဇော်ပြီးမှနောက်တစ်ပံထိုသခင်ကို မျှော်လင့်လျက်နေသောသူတို့ကိုကယ်တင်ခြင်းအလိုငါအပြစ်နှင့်မဆိုင်ဘဲပေါ်ထွန်းတော်မူလက်တဲ့ဟေဘေဩဝါစာခန်းကြီး9ပိုက်ငယ်29မှ28 ယေရှုခရစ်တော်၏အသေးခံတော်မူခြင်းသည်အပြစ်များကိုယူဆောင်သွား၏ဤသည်မှာခရိယန်ဘာသာတရား၏အဓိကဗဟုချက်အင်္ဂလိပ်တရား၏အဓိကဗဟုချက်နှင့်ဤလောက၌ဖျားသခင်၏ရွေးနှုတ်ကယ်တင်တော်မူခြင်းမဟာလုံးဆောင်ချက်၏ဗဟုချက်မှလည်းဖြစ်၏ခရစ်တော်အသေးခံတော်မူသည့်အခါကိုရောသည်အပြစ်များကိုတည်ဆောင်သွားလေသည်မိမိကိုယ်တိုင်အဖြစ်များကို ဆောင်ယူသွားခဲ့ခြင်းမဟုတ်ပေ။တို့ဖြစ်၍ တပားသူတို့ပြင်းမှလွတ်စေခြင်းကကိုရော်ဒီထိုသူတို့ကျူးလွန်ခဲ့သောအဖြစ်များအတွက်နာကျင်ခြင်းဝေဒနာကို ခံယူခဲ့သည်၎င်းအားအဓိက ပြဿနာဖြစ်တင်းသည်ခံယူသည်ဖြစ်စေ မခံယူသည်ဖြစ်စေဤရာသည်တင်းဘဝအတ္တတား၏အကြီးမားဆုံးသော ပြဿနာအတွက်အဖြစ်ဖြစ်အပြစ်သားဖြစ်လင်ကစားဖျားသခင်နှင့်မိတို့မှန်ကန်စွာ နေထိုင်နိုင်မည်နည်းဟုသော အရာအတွက်အဖြစ်ရှိသည် ယင်းဖြစ်မှာခရစ်တော်၏အသေးခံတော်မူခြင်းသည် လူများအပြစ်တို့ကို ခံခြင်းကရစ်ပူဇော်တကားဖြစ်၏။ကိုတော်သည်ကျွန်တော်တို့၏အပြစ်များကိုယူတင်၍လဝါကတိုင်တော်အပေါ်သို့ဆောင်ယူသွားကာကျွန်တော်တို့တည်ရမည့်နေရာ၌ကိုတော်သည်အသေးခံတော်မူ၏။ထို့ဖြစ်၍၎င်းသည်ကျွန်ုပ်၏တည်ခြင်းအတွက်မိတို့အထိပ်ပယ်တက်ရောက်မှုရှိသည်နိ။ကျွန်ုပ်သည် တခါတည်း၍ဤဒီမှာကျွန်ုပ်၏တည်ခြင်းသည်အဖြစ်တန်ချမှတ်ခံရရန် မရှိတော့ကြောင်းအတိတ်ပဲတက်ရောက်စေသည်ကျွန်ုပ်၏တည်ခြင်းသည်အပြစ်တရားအတွက်အပြစ်ဒဏ်ချမှတ်ခံရခြင်းမဟုတ်တော့ပေကျွန်ုပ်၏အပြစ်သည်အဝေးသို့ဆောင်ယူသွားခြင်းခံခဲ့ရပြီဖြစ်သည်ခရစ်တော်၏အသေးခံခြင်းအဖြစ်ကျွန်ုပ်အပြစ်သည်အဝေးသို့ပို့ဆောင်ခြင်းခံခဲ့ရပြီဖြစ်သည်ခရစ်တော်သည်အပြစ်ဒဏ်ချမှတ်ခြင်းကိုယူဆောင်သွားခဲ့ပြီဖြစ်သည်တို့ဖြစ်ရင်ကျွန်ုပ်အဘဲကြောင့်တည်ဆုံးရအောင်မည်နီအဘဲကြောင့်ဆိုသော အလွန်ဆက်ဆုပ်ယွန်းရှားပွေသောအပြစ်တရား၏တည်လျက်နေသောတသက်ဖြစ်ဤလောကနှင့်မိမိသားသမီးများအကြား၌ပင်လျင်တည်ခြင်းတရားကိုယခုတိတိုင်ဆက်လက်ရှိစေရန်ဖျားသခင်အလိုတော်ရှိကျွန်တော်တို့၏တည်ဆုံးခြင်းအဖြစ်ဤလောက၌အပြစ်တရား၏အပြင်းပန်းအကျိုးတရားမှုများကိုကျွန်တော်တို့ဆက်လက်၍မြင်သာထင်ရှားစေခြင်းဖြစ်သည်သို့သောဖျားသခင်သားသမီးတို့၏တည်ဆုံးခြင်းသည်ထိုသူတို့ပေါ်ထားသည့်ဖျားသခင်၏ အမျက်ဒေါသမဟုတ်တော့ပေ။၎င်းသည်အပြစ်စီရင်ရာတို့မဟုတ်ဘဲကျွန်တော်တို့၏ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်ရာတကားဝတာဖြစ်သည်။ယခုနာတော်ရဆင်ခဲ့ရတာကတော့မြန်မာ Evangelical Press မှထုတ်လွှင့်သည့် Pastor John Piper ရေးသားထားတဲ့ Daily Devotion အစီအစဉ်ဖြစ်ပြီးအမီးပြည်မှတာဝန်ယူတင်ဆက်ခြင်းဖြစ်ပါသည်။